ေးကုန်ဆိုတာမြန်မာနိုင်ငံမှာအတမ်စိကန်နဲ့ဖုန်းဆက်မယ်ဆိုရင်ဖုန်းမေးလည်းမကုန်မဲနဲ့ကျမရေးဆိုင်ရာလိုအခမဲ့ဆွေးနွေးလို့ရတယ်အခမဲ့စေကန်းပြလို့ရတယ်ကောဆန်တာတခုတည်းတော့တကယ်လို့ပါတော့အမဖုန်းမေးလည်းမကုန်ဘူးဆရာဝန်ကိုစေကန်းပြတာအခမဲ့လည်းပြလို့ရမယ်ဆိုရင်နေချင်းနဲ့ကျမရေးကြောင်းလေးရှိလားရှိတယ်အဲ့ဆိုရင်စိတ်နဲ့တူတူခေါ်ကြည့်မယ်နော်ဟုတ် ှိခွန်ကျမရဲ့ကောစန္ဒာအနေကျူစွာတယ်ကျမရဲ့နဲ့ပတ်သက်ပြီးဗာမျက်ကြည့်ရမယ်ရှင်ကျမလေးဟိုကဆေးရုံတက်ထားတာသွေးဖြူများပြီးတော့သွေးမီဦးနေတာလေအဲ့ဒါလေးခဏခဏပြင်းပြင်းဖြစ်နေအခုဆိုရင်ခေါင်းနဲ့ပြင်းပြင်းမူးပြီးတော့သူကတော့သွေးရတော့ခုနှစ်လုံးထိသွင်းထားပြီးတယ်သွင်းပြီးတော့သူတို့ဥတွေပါတွေဖြတ်ထားတယ်သူကတော့ကင်ဆာဆဲဆက်ထားတယ်လို့ပြောဒါမဲ့ကင်ဆာအဖြေရတော့သူတို့တေချာချာဘာမှမထွက်သေးဘူးအခုကစအိုပါသူကခွဲထားဒီလေကောင်းလို့လေသူကတတ်မှတ်တယ်ဆိုပြီးတော့လေအခုကလေအဲလေကောင်း ွဲထားတဲ့နေရာနေပြီးတော့အစီဒီပြင်ပြန်ကြပြီးတော့လေအဲ့လိုပြင်ပြန်ပြီးတော့သွေးရပြင်ပြန်နေတာအာဘာကြောင့်လဲမသိဘူးဆရာမအားလေးတည်ကျင်လို့မေးတာပါဟုတ်ကဲ့အဲသွေးပြူးများတယ်သွေးနေဦးနည်းတယ်ဆိုတာလေဖြစ်နိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိတာပေါ့နော်အခုကလိတ်ကောင်းလည်းရှိတယ်ဆိုတော့လိတ်ကောင်းကသွေးကျတဲ့အခါမျိုးကျရင်ခန္ဓာကိုယ်ကနေပြီးတော့ဒီသွေးတွေဆုံရှုံနေသွေးတွေဆုံရှုံနေတဲ့အခါကျတော့ဟိုအဲ့ဒီမှာသွေးနီကူတွေလည်းပါသွားတာပေါ့နော်ခုနကပဲသွေးနီဦးတွေပါသွားပြီးတော့ ွေးအားနဲ့ယောဂါဖြစ်တတ်တယ်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့အမကသွေးသွေးဖြူတွေများတယ်လို့လည်းဆိုပြန်တယ်အသွေးဖြူများတဲ့အခြေအနေတွေကခန္ဓာကိုယ်မှာအများကြီးရှိတယ်ဆိုပါစို့ခန္ဓာကိုယ်မှာ infection လို့ခေါ်တဲ့ယောဂါပိုးတွေဝင်တဲ့အခါမျိုးမှာလည်းသွေးဖြူတွေများတယ်ဘယ်လိုယောဂါပိုးတွေလဲဆို bacteria တွေ virus တွေမှုပိုးတွေကပ်ပါးကောင်တွေဝင်တဲ့အခါမျိုးမှာလည်းဖြစ်တတ်တယ်ချို့ဆိုလည်း TB ယောဂါပိုးအစားရှိတဲ့အဲအခြေအနေတွေဒါမှမဟုတ်ဆိုလည်းခန္ဓာကိုယ်မှာရောင်ရမ်းတတ်တယ်များနေရပါတော့ကိုယ်ထဲမှာရှိတဲ့ကလီစာတွေရောင်ရမ်းနေတယ်သွေးပြူတက်တာမျိုးဖြစ်နိုင်တယ်ပြီးနောက်တစ်ခုကကြာသွေးနဲ့ ဆိုင်တဲ့ယောဂါတွေပေါ့နော်သွေးနဲ့ဆိုင်တဲ့ယောဂါတွေမှာဆိုရင်လူကီမီးယားလို့ခေါ်တဲ့သွေးကင်ဆာအပါအဝင်တခြားသောပြဿနာတွေလည်းရှိနိုင်တယ်ပြီးနောက်တစ်ခုကကျတော့ယူရင်းချင်းစီယူရင်းချင်းစီမကောင်းရင်ပြဿနာတစ်ခုခုရှိရင်လည်းသွေးပြူဥတွေများနေတတ်တယ်နောက်တစ်ခုကယူရင်းချင်းစီကနေပြီးသွေးနေဥတွေကိုမှန်မှန်မထုတ်ပေးနိုင်ဘူးဆိုရင်လည်းသွေးနေဥကနေတတ်တယ် ဟိုကျမတို့ကကြာတော့အခုလက်ရှိမှာအမပြောတဲ့အခြေအနေတို့နားထောင်ပြီးတော့ပဲပြောပြပေးလို့ရတယ်တတိကျကျဘာကြောင့်ဖြစ်တာလဲဆိုတာသိဖို့ဆိုရင်ခုနပြောလို့ပေါ့လိုအပ်တဲ့စစ်ဆေးမှုတွေထပ်လုပ်ရမယ်လေကောင်းကုပြီးတဲ့အချိန်မှာသွေးနေဦးနေတဲ့ပြဿနာမရှိတော့ဘူးဆိုရင်ဒါလေကောင်းကြောင့်ခန္ဓာကိုယ်ကသွေးဆုပ်ရှုပ်နာများလို့သွေးနေဦးနေတယ်လို့ယူဆရပါလိမ့်မယ်လိုအပ်တာတွေနားမလည်တာတွေမြင်မြင်ချင်းနေဆိုရင်ခွင့်ရှိရှိကုန်ကုန်အချိန်မီးပြန်ဆက်လို့ရပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ဆရာမဟုတ်ကဲ့ဟုတ်ကဲ့ပါစိတ်နှုတ်စစ်စစ်မှာပါဝင်ပေးတဲ့အမအိုအိမ်သုံးစေးပါလေးအမတ်တဲ့အာလက်ဆောင်ပေးမယ်ပြီးတော့ ဖုန်းအခမဲ့အများတန်းဖုန်းဆက်လို့ရအောင်အဒမ်စင်ကက်လေးလည်းလက်ဆောင်ပေးခဲ့လိုက်မယ်နော်အခြေခံအိမ်သုံးစီဝါလေးပါအဲ့တော့အတန်းစင်ကလေးနဲ့ဆက်မယ်ဆိုရင်ဖုန်းမိလည်းတပြားချက်မှမကုန်မဲနဲ့အခမဲ့စင်းနေလို့ရပါတယ်။ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ရှင်။ Bye bye.